အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ထိုင်းနိုင်ငံမှာနှစ်ရှည်ဗီဇာတမျိုးမျိုးနဲ့နေထိုင်တဲ့သူတွေအတွက်ထိုင်းနိုင်ငံမှာနေထိုင်တဲ့အချိန်သတိထားလိုက်တာသင်တဲ့အချက်တွေနဲ့ထိုင်းနိုင်ငံကနေမြန်မာနိုင်ငံကိုအလဲပြောင်းတာအပါအဝင်တခြားနိုင်ငံတွေကိုအလဲသွားမယ်ဆိုရင်သတိထားလိုက်တာသင်တဲ့အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်ဗျာထိုင်းနိုင်ငံမှာနှစ်ရှည်နေထိုင်လို့ရတဲ့ဗီဇာအမျိုးအစားတွေအကြောင်းကိုအရင်ဦးဆုံးပြောပြပေးချင်ပါတယ်ဗျာတက္ကသိုလ်ကောလိပ်နဲ့သင်တန်းကျောင်းတွေမှာပညာသင်ကြားလို့ရရှိလာတဲ့ ကျောင်းသားဗီဇာအမျိုးမျိုးကို Non Immigrant ED Visa တွေလို့ခေါ်ကြပါတယ်။ထိုင်းနိုင်ငံမှာစီးပွားရေးလုပ်ငန်းတွေထူထောင်လုပ်ကိုင်ကြတဲ့လုပ်ငန်းရှင်တွေနဲ့ White Collar Job လို့တီးကြတဲ့ရုံးလုပ်ငန်းအသီးသီးမှာဝန်ထမ်းအဖြစ်ဝင်ရောက်လုပ်ကိုင်သူတွေက စီးပွားရေးဗီဇာလို့ခေါ်တဲ့ Non Immigrant B ဆိုတဲ့ဗီဇာကိုရရှိမှာဖြစ်ပါတယ်။ Bad Visa ပန်းအောင်ကတ်လို့အသိများကြတဲ့အခြေခံအလုပ်သမားတွေအတွက်ထုတ်ပေးတဲ့ Non LA Visa ဟာလည်းနှိရှေဗီဇာပါပဲ။ အသက်50အထက်လူကြီးတွေရောက်ထားနိုင်တဲ့ retirement visa ထိုင်းနိုင်ငံမှာကလေးတွေကိုကြောင်းထားရင်အုတ်ထင်းသူမိဘတွေအတွက်ထုတ်ပေးတဲ့ guardian visa နဲ့တချို့တော့ visa အမျိုးအစားတွေမှာရောက်ထားနိုင်တဲ့မိခို visa တို့အပြင်အခုနောက်ပိုင်းရောက်ထားမှုများပြားလာတဲ့ DTV visa စသဖြင့် visa အမျိုးအစားတွေအများကြီးရှိပါတယ်။ဘာတွေကိုသတိထားသင့်လဲဆိုရင်တော့နံပါတ်1 90 day report ထိုင်းနိုင်ငံမှာနှစ်ရှည်ဗီဇာတမျိုးမျိုးနဲ့နေထိုင်ကြတဲ့သူတွေဟာနိုင်ငံသွင်းရက်60ဇက်တိုက်နေထိုင်နေဆိုရင် 90day report လို့ခေါ်တဲ့ထိုင်း immigration စီကိုအကြောင်းကြားမှုပြုလုပ်ရပါတယ်။တချို့ကလည်းရက်63ထုတယ်လို့ခေါ်ကြပါတယ်။ 90day report ကိုကိုနေထိုင်တဲ့မျိုးနယ် immigration မှာဖြစ်စေ online ကနေဖြစ်စေလုံးလို့ရပြီးတော့ 90day report လောက်တာအတွက်ငွေကြေးတစုံတရာ ပေးဖို့မလိုအပ်ပဲအခမဲ့လုံဆောင်နိုင်ပါတယ်။တကယ်လို့မလုံးဖြစ်ဘူးဆိုရင်တော့ ဒဏ်ကြေးဆောင်ရတာမျိုးတွေရှိသလိုဗီဇာသက်တမ်းတိုးရမှာလည်းအခက်အခဲတွေရှိနိုင်ပါတယ်။နံပါတ်2ကတော့ဗီဇာကုန်မဲ့ရက်ဖြစ်ပါတယ်။နှစ်ရှည်ဗီဇာကန်ဆောင်ထားတဲ့သူတွေအနေနဲ့ကိုယ့်ရဲ့ဗီဇာသက်တမ်းကုန်မဲ့နေ့ကိုအမှုမဲ့အမှတ်မဲ့ဖြစ်တတ်ကြပါတယ်။တကယ်လို့များဗီဇာသက်တမ်းတိုးဖို့မေ့နေတာဒါမှမဟုတ်ဗီဇာအမျိုးအစားပြောင်းဖို့အတွက်နိုင်ငံပြင်ပထွက်ရမှာကို မထွက်မိတာမျိုးဆိုရင်ကိုက overstay ဖြစ်သွားမှာဖြစ်ပါတယ်။ overstay နေထိုင်ခြင်းကြောင့်အဖမ်းခံရရင် ထောင်ချနိုင်တယ်လို့သက်တမ်းတိုးတဲ့အချိန်နိုင်ငံပြင်ပထွက်တဲ့အချိန်တွေမှာ overstay အတွက်ဒဏ်ကြေးဆောင်ရနိုင်ပြီးတော့ကိုယ့်ရဲ့ passport မှတ်တမ်းအတွက်လည်းမကောင်းနိုင်တော့ဘူး visa ကုန်မဲ့ရက်ကိုသတိထားသင့်ပါတယ် overstay အတွက်ဒဏ်ကြေးကတော့တစ်ရက်ကိုဘတ်900နှုန်းနဲ့ဘတ်1000ထက်မကျော်တဲ့ဒဏ်ကြေးချသင့်မှာဖြစ်ပါတယ်တခါတလေမှာ visa သက်တမ်းတိုးဖို့လိုအပ်လို့ဆောင်ရွက်ရင်းနဲ့ဆောင်ရွက်စာတမ်းလိုအပ်ချက်တွေကြောင့် တက်တန်းတိုးဖို့အဆင်မပြေဖြစ်ရာကနေ overstay ဖြစ်သွားတာမျိုးလည်းဖြစ်နိုင်တာကြောင့်ရက်အရန်နီးကမ်းမှတက်တန်းတိုးတာမျိုးထက် visa ကုန်ရက်ကိုသတိထားပြီးတော့တက်တန်းတိုးကိစ္စတွေကို ဆောင်ရွက်ဖို့သတိထားသင့်ပါတယ်။နံပါတ်3ကတော့တုံးကြီးထူတာလို့ခေါ်ကြတဲ့ reentry permit ဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာနှစ်ရှည် visa တမျိုးမျိုးနဲ့နေထိုင်တဲ့သူတွေဟာထိုင်းနိုင်ငံ ပြင်ပကိုထွက်မယ်ဆိုရင် reentry permit လို့ခေါ်တဲ့တုံးကြီးထူဖို့လုံးဝမမေ့သင့်ပါဘူး။ကိုယ့်ရဲ့ visa က multiple entry ရတာတဲ့ visa မျိုးဆိုရင်တော့ reentry permit လောက်ဖို့မလိုအပ်ပါဘူးဥပမာအားဖြင့် DDP visa က multiple entry ရတဲ့ visa အမျိုးအစားဖြစ်တာမို့ reentry permit လောက်ဖို့မလိုအပ်ပါဘူး reentry permit ကတော့ single လို့ခေါ်တဲ့တစ်ကြိမ်စာအတွက်ဘတ်1200ဝန်းကျင်နဲ့ multiple အတွက်ကတော့ဘတ်4000ခန့်ကျတဲ့မှာဖြစ်ပါတယ် reentry permit ရဲ့တက်တန်းကကိုယ့်ရဲ့လက်ရှိ visa တက်တန်းအတိုင်းပဲဖြစ်ပါတယ်တကယ်လို့ကိုက re-entry permit လောက်ရမဲ့ visa ဖြစ်ပေမဲ့မလောက်ဖြစ်ပဲထိုင်းနိုင်ငံကနေထွက်သွားမိတယ်ဆိုရင်ကိုလက်ရှိရတာတဲ့ visa ကပြည့်ပြည့်သွားမှာဖြစ်တာမို့ထိုင်းနိုင်ငံပြန်ပါထွက်မယ်ဆိုရင် re-entry permit ဟာအရေးကြီးပါတယ်တချို့ကလည်း visa သေသွားတယ်လို့ပြောတတ်ကြပါတယ်နံပါတ်၄အချက်ကတော့ထိုင်းနဲ့ပြန်ဝင်တဲ့အချိန်မှာကိုယ့်ရဲ့ visa ကိုပြန်ဆစ်ဖို့ပါတခြားနိုင်ငံတစ်ခုခုကိုအလည်သွားတာပဲဖြစ်ဖြစ်မြန်မာကိုခဏပြန်ပြီးတော့ထိုင်းနိုင်ငံထဲကိုပြန်လာတဲ့အချိန် လေသိပ်ရဲ့ immigration ကကိုယ့်ကိုဗီဇာသုံးထုပေးပြီးရင်ကိုယ့်ရဲ့ဗီဇာရက်ကိုပြန်ပြီးတော့စစ်ကြည့်တင်ပါတယ်တခါတလေမှာတော့ officer တွေက14ရက်အလယ်ဗီဇာနဲ့မှားပြီးတော့သုံးထုပေးလိုက်တာမျိုးဖြစ်တတ်ပါတယ်ဒါကတော့ထိုင်းနိုင်ငံမှာနှစ်ရှည်ဗီဇာနဲ့နေထိုင်ကြတဲ့သူတွေအနေနဲ့သတိထားသင့်တဲ့ဗီဇာနေထိုင်ခွင့်နဲ့ဆိုင်တဲ့ကိစ္စလေးတွေကို ပြောပြပေးခဲ့တာပါဗျာ ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်တီးမြဝေပေးသွားအောင်ပါမို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လုပ်ထားပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ